Hello everyone. Welcome to Thinking for Kids. ကလေးတွေဒီနေ့တော့တတိယကလေးတို့ပုံမြင်လေးတစ်ပုဒ်ပြောပြမယ်နော်တတိပြောပြမယ်ပုံမြင်လေးကအငိတူသွားတဲ့မြောက်ဆက်စုဆိုတဲ့ပုံမြင်လေးကွယ်ဟိုးရှေးတုန်းကဂျွန်ရွှေနေဆိုတဲ့တောက်ကြီးထဲမှာမြောက်တွေအုပ်စုလိုက်နေထိုင်ကြတယ်တဲ့ အဲ့ဒီနောက်စုထဲမှာအရာရာကိုဆက်စုတက်တဲ့ညောင်ညူတကောင်လည်းရှိတယ်တဲ့ကွ။ညောင်ညူကိုချောင်မြောက်တွေကဆက်စုတက်လို့ညောက်ဆက်စုလို့ခေါ်ကြတယ်။အဲ့ဒီအချိန်ခါတုန်းကမြောက်တွေရဲ့အမည်တွေဟာဒီခေတ်မြောက်တွေထက်ပိုရှိကြတယ်ကွ။ဘလောက်ထိများရှိသလဲဆိုရင်ပေ30လောက်တောက်ရှိတယ်ဆိုပဲ။ညောင်အုပ်စုဟာတတိတဖူတွေကိုရှာဖွေစားတောက်ကြတယ်။အဲ့ဒါကြောင့်ကျူးရွှေမြိုင်တော်ဟာသူတို့အတွက်ဘူးမွေးနဲ့တဲ့နေရာတစ်ခုပဲပေါ့ကွ။ တို့နေတဲ့တောဦးဟာမြင်းကြီးတစ်စင်းနဲ့လဲနီးတဲ့အဲ့ဒီမြစ်ကထွက်ရှိတဲ့ရေတတဝါတွေကိုလဲတိုးနေတဲ့တဝါတွေကတငါတွေလိုရှောက်ဖွေစားတောက်ကြတယ်ကွအဲ့ဒီတောဦးကြီးထဲမှာရှိတဲ့ဝဝင်ကြီးတွေဟာ ငါဖဲ့တော်ကြတယ်သူတို့ဖဲ့ရင်ငါတွေအများကြီးရတတ်ကြတယ်ကွညောင်ဆက်စုဟာငါတွေလိုက်ဖမ်းပေးမိငါတွေရာရေထဲမှာလျှင်မြန်စွာကုခတ်ကြတာကြောင့်ငါတကောင်းမှမရဘူးတဲ့ဘဝဝင်ကြီးတွေကငါတွေဖဲ့ယူစားတောက်ကြကူမြင်မိတဲ့ညောင်ဆက်စုကဘဝဝင်ကြီးတွေကငါတွေကိုဖဲ့ယူစားတောက်နေတာဟာငြင်းရင်ရှိရင်နဲ့ပါလားငါရဲ့အရသာဟာတော်တော်ကောင်းမွန်ပုံပဲ။ငါနဲ့ဝတ်ဝင်ခြင်းတွေလိုပဲငါတွေစားချင်လိုက်တာလို့ ပြောစုကငါးတွေကိုစားကျင်စိပြင်းပြနေတဲ့ကွယ်အဲ့ဒီနောက်မှာတော့မြောက်ဆက်စုကငါးတွေကိုဖမ်းမရတဲ့အကြောင်းကို ဘဝင်ကြီးတကောင်ကောင်ကိုမိကြည့်ရမယ်ဖဲပုံဖန်းနီးတော့တိရမယ်ဆိုပြီးမြောက်ဆက်စုဟာဘဝင်ကြီးတကောင်ထိုင်နေတဲ့နေရာကိုတွားပြီးမေးတဲ့အိုးအဆွေဝဝင်ကြီးတင်ဟာငါးတွေကိုဖန်းနေနေရာမှာအလူမေးတော်တာကျွန်တော်သိပါတယ်ငါးတွေကိုဘလူဖန်းရတဲ့ဆိုတာကိုတစိမ့်လောက်ကျေးဇူးပြုပြီးပြောပြပါလားဗျာလို့ပြောတဲ့အခါဘဝင်ကြီးကရုံလေးရဲ့ဘာခတ်တာမလို့ကွာလွယ်ပါတယ်ညမောင်တဲ့ချိန်မှာမြစ်စိတ်ကိုတွားပြီးမင်းရဲ့ရှေ့လျားတဲ့အမိကိုရေ ီထဲမှာစင်ချလိုက်ရုံပဲမိရဲ့အမျိုးငါးရီလာခိုက်ခဲ့အခါမိရဲ့အမျိုးအတသိင်းမီငါးရီကိုဖက်ဆလိုက်ရုံပဲပေါ့ရောက်ဆက်စုကဒီလိုဆိုတော့လေအနှွယ်သားပါလားဒါဆိုကျွန်တော်ချက်ချင်းမဲ့လုလိုက်တော့မယ်နော်အခုလိုတင်ပြပေးတာကိုကျေးဇူးတင်ပါတယ်ဝတ်ဝင်ကြီးရဲ့လို့ပြောပြီးတင်သွားတော့လေကွဲ့ဒီလိုနဲ့ရောက်ဆက်စုဟာဒီလန့်တွေကိုတိသွားတာကြောင့်ဝမ်းတာအားရနဲ့ပြန်ပြီးတော့ညမိုးချုပ်တဲ့အထိတီးခဲပြီးစောက်မြုံနေရရှာတယ်ကွဲ့သူ့အတွေးထဲမှာ လဲညဉ့်ညံ့မောင်မာစီကန်ကောင်းထောင်မှလို့ငားတွေရပါစီရရှိလာတဲ့ငားတွေကိုအဝပြဲစပြစ်လိုက်မယ်ပေါ့တဖြည်းဖြည်းမောင်ကြီးတက်လာပြီးအမောင်တွေပိတ်ဖုံးလာတာပေါ့ကွယ်အဲ့ဒီချိန်မှာမြောက်ဆက်စုဟာလာစချင်းစိမ့်နဲ့မြစ်စိတ်ကိုထွက်ခွာလာခဲ့တော့တယ်အဲ့ဒီညာက ခါတိုင်းညတွေနဲ့မတူပဲအအေးတဲ့ပူကင်းနေပါတည်းရေလိုင်းကလေးတွေတစ်ဖြက်ဖြက်ပုတ်ခတ်နေတဲ့နင်းတပေးမှာကြောက်ဆောင်လေးတစ်ခုကိုတွေ့လိုက်ရတယ်။ရောက်ဆက်စုဟာကြောက်ဆောင်လေးကိုတွေ့လိုက်တော့သဘောချသွားတော့တာပေါ့ကွယ်။ကြောက်ဆောင်ကလေးပေါ်မှာထိုင်ပြီးသူ့ရဲ့အမိကိုရေထဲမှာတွဲလောင်းချထားလိုက်တည်း။ရေတွေကလည်းအေးစိတ်နေတာပါလား။ရောက်ဆက်စုဟာမိရဲ့အေးစိတ်မှုကြောင့်တွေးကြတဲ့မှာကြင်စိတ်နေမိတယ်ကွယ်။ ဒါပေမဲ့ငားရခြင်းတဲ့စိတ်နဲ့မြောက်ဆက်စုဟာဆက်ထိုင်နေခဲ့တော့တာပေါ့ကွယ်။အဲ့ဒီအချိန်မှာလေဒီတပြေးပြေးတိုက်ခတ်လာတာတဲ့ပူပြီးအေးချမ်းလာတာပေါ့ကွယ်။မြောက်ဆက်စုကတော့အေးချမ်းသာဘူးချိန်မိခန့်စားရင်တောက်ခံနေရရှာတယ်ကွယ်။အစားမက်နေတာပေါ့ကွယ်။ငါတွေငါအနားမှာစူဝေးလာကုန်ကြပြီ စားစရာတော့အဆင်သင့်ရပြီပဲအရသာရှိတဲ့ငါတွေကိုစားရတော့မယ်ကွာလို့တကောင်နဲ့စဉ်းစားနေတော့သူ့အမီးဟာ တစစ်စစ်နဲ့ပြင်းပြထက်ထက်နာကျင်ကတ်ခဲလာတာပေါ့ကွယ်ပြီးတော့ဗမာမသိပဲလေးလံနေသလိုခံစားနေရတော့တာပေါ့အမလီနာလိုက်တာငါရီတော့ငါအမီးကိုဝိုင်းဆဲနေကြပြီထင်ပါရဲ့လို့ဆိုကသူ့အမီးကိုပြန်ဆွဲယူဖို့ကြိုးစားလိုက်တော့တာပေါ့ကွယ်ဒါပေမဲ့မြောင်ဆက်စုရဲ့အမီးကလှောက်ရှားလို့မရနိုင်လောက်အောင်ကညချင်မှုဝေဒနာကဆူဆူရွရွခံစားနိုင်ရတော့တယ်ကွယ်အဲ့ဒီအချိန်မှာညကန်းဆက်ကရေတွေက အေးတန်ကြောင့်ဤခဲသွားပြီးရေခဲဖြစ်ခါရောက်ဆက်စုရဲ့အမိကိုညှက်ထားလိုက်တော့လေကွယ်ရောက်ဆက်စုခမယာအစားကိုလောဘကြီးမိတာကြောင့်တဟီးဟီးနဲ့အော်ဟီးရေညာချင်မှုကိုမြူသိခါအမြင့်ရှိကိုဆွဲတင်လိုက်တော့လေကွယ်ဒါပေမဲ့အမိဟာရေခဲတို့နေကြမှာညနေတာကြောင့်အဖြစ်အဆုံပမလာတော့ပဲတင်ပန်းနေရတတလောက်ကကစ်ထွက်သွားတော့တာပေါ့ကွယ်ရောက်ဆက်စုရဲ့အစားလောဘကြီးမှုကြောင့် သူအမိဟာဒေါဝါကိုဖြစ်ထွက်သွားတယ်ရဲ့ကွအဲ့ဒီအချိန်ကစားပြီးမြောက်ထွေးဟာအမျိုးအစားမျိုးစုံရှိပေမဲ့ဂါဖန်ကောင်းတဲ့မြောက်ထွေးရဲ့အမိဟာတူကြတယ်လို့ပြောခဲ့ကြတယ်ကွအဲ့ဒီမြောက်မျိုးစားရဲ့မျက်တာအယောင်သွေးကလည်းသူအမိကိုဆွဲယူတုန်းကအားဆိုင်ရတဲ့အတွက်နင်းငယ်နေတာလို့ဆိုကြတယ်ကွဒီပုံမြင်လေးကိုနားထောင်ပြီးကလေးတို့လည်းအရာရာကိုစူးစမ်းဆင်ခြင်ပြီးမှလုပ်ရမယ်နော် အရာရာကိုစူးစမ်းစင်ကြင်မိလို့တာဟာအကောင်းဆုံးပဲကွအရာရာဘူးမစူးစမ်းမစင်ကြင်မဲနဲ့ပြုလုပ်မယ်ဆိုရင်တော့အမိပြတ်သွားရတဲ့မျောက်ဆက်စုလိုပဲဒုက္ခတွေကြုံတွေ့ရလိမ့်မယ်ကွပုံမြင်လေးကတော့ဒါပါပဲကွခွန်တိုက်ပါတော့ကလေးလေးတို့ရေ Ticket for Kids Net တို့စဉ်းစားပါသင်ယူပါလေ့လာပါကြည့်ရှင်ပါ This is Ticket for Kids Inspiring Rant Mind Spreading love in mass.